Hello တကြဟာအားလုံးမင်္ဂလာပါ AK လန်ချိုင်းနေမှာကြိုဆိုပါရစေလောက်ရှိတော့ဒီနေ့မှာတော့လုပ်ငန်း၃တိရုပ်စကပြောတင်ငန်းစာစောက်ထဲနေပြီးတော့ဒါအစမျက်နှာ84ကိုအတူတူဆက်ပြီးတော့လေ့လာကြည့်ကြရအောင်ပေါ့နော်အာနောက်ဝမဲ့ဤချီခန့်အတူတူဆက်ကြည့်ကြရအောင်အဲ့တော့မင်းမကြည့်တင်ဘူးဆိုရင်တော့နီပူရင်ကိုင်းခန့်နီပူရင်ကိုင်းခန့်ခန့်လို့ပြောရမယ်နော်အဲ့ဒါမြန်မာအတန်အတွက်ကအပေါ်မှာခြွေဖြစ်နေတယ် အဲ့တော့ခန့်ညီပွေးရင်ကိုင်းခန့်ဆိုရင်ဒါမင်းမကြည့်တင်ဘူးလို့အတည်ပြရတယ်။ညီပွေးရင်ကိုင်းခန့်မင်းမကြည့်တင်ဘူး။ညီပွေးရင်ကိုင်းခန့်မင်းမကြည့်တင်ဘူး။မင်းဖုံးမကြည့်တင်ဘူးဆိုရင်ညီပွေးရင်ကိုင်းခန့်手机ညီပွေးရင်ကိုင်းခန့်手机အဲ့တော့ညီပွေးရင်ကိုင်းခန့်ဆိုရင်မင်းမကြည့်တင်ဘူး手机呀 handphone ဒါကြောင့်မင်း handphone မကြည့်တင်ဘူးဆိုရင်ညီပွေးရင်ကိုင်းခန့်手机 没喊婆沫之蝶》吗？你不应该看手机。没喊婆沫之蝶》吗？没，阿么边的木水啊？你不应该回家。你不应该回家。回家噶，阿边啊，不应该回家，所以阿么边的木都这边亚嘞。大家好，没阿么边的木水，你不应该回家。你不应该回家。没阿么边的么？ မင်းဒီလိုမပြောတင်ဘူးညီပူရင်ကိုင်းရှော့တရညီပူရင်ကိုင်းရှော့တရရှော့ဆိုတာကပြောတာပူရင်ကိုင်းရှော့ဆိုတော့မပြောတင်ဘူးတရယဆိုတာကဒီလိုမျိုးလို့တွေပြရတယ်အဲ့တော့ပူရင်ကိုင်းရှော့တရဒီလိုမျိုးမပြောတင်ဘူးဒါကြောင့်မင်းဒီလိုမပြောတင်ဘူးဆိုရင်တော့ညီပူရင်ကိုင်းရှော့တရညီပူရင်ကိုင်းရှော့တရမင်းဒီလိုမပြောတင်ဘူးညီပူရင်ကိုင်းရှော့တရ 没地了，没路了，得木算？你不应该做这样，你不应该做这样，你不应该做没没路得木这样的了没有？大家，没地了没路得木算？你不应该做这样，你不应该做这样，没地了没有没路得木？你不应该做这样，没地了没路得木？你不应该做这样。下一个。 မင်းသူ့ရဲ့ဟန်ဖုံးကိုမခိုးတင်ဘူးမင်းသူ့ရဲ့ဟန်ဖုံးကိုမခိုးတင်ဘူးဆိုရင်你不应该偷他的手机你不应该偷他的手机你不应该偷ဒါ偷ဆိုတာကတော့ခိုးတာခိုးယူတာကိုထိုးလို့ခေါ်တယ်ဆောင်ထိုးဆိုရင်ဒါတခိုးကိုဆောင်ထိုးလို့ခေါ်တယ်ဆောင်ထိုးဆိုရင်တခိုးအဲ့တော့你不应该偷ဆိုတာမင်းမခိုးတင်ဘူး ထားတဲ့手机ဆိုရင်သူ့ရဲ့ handphone ပေါ့အဲဒါကြောင့်မင်းသူ့ handphone ကိုမကိုးတင်ဘူးဆိုရင်你不应该偷他的手机你不应该偷他的手机ဒါမင်းသူ့ရဲ့ handphone ကိုမကိုးတင်ဘူးပေါ့အဲဒါမင်းသူ့ရဲ့ပတ်စံကိုမကိုးတင်ဘူးဆိုရင်ဒီ手机နေရာမှာခြံပတ်စံကိုအစားထိုးပြီးပြောပေါ့နော်你不应该偷他的钱ဒါမင်းသူ့ရဲ့ပတ်စံကိုမခိုးတင်ဘူးလို့ပြောတာပေါ့နော်你不应该偷他的钱 ီလိုမျိုးကြီးပြောလို့ရတယ်။အဲဒါကြောင့်မင်းသူ့ရဲ့ဟန်ဖုန်းကိုမကိုးသင့်ဘူးဆိုရင်နီးပူရင်ကိုင်းထိုးထားတဲ့ဆိုကြည့်။ဟောဆိုင်ကအဲ့တော့နောက်ထပ်စာကြောင်းလေးတွေကတော့ကျုပ်အသုံးပြုပုံလေးတွေကိုဆက်ပြီးတော့လေ့လာကြည့်ကြည့်အောင်ပေါ့နော်။အဲ့တော့ကျုပ်ဆိုတဲ့စကားလုံးလေးကဒါတရုတ်ဝါကျမှာတရုတ်စကားပြောမှဆိုလို့ရှိရင်အယံကိုပဲအသုံးများတဲ့စကားလုံးလေးတစ်ခုဖြစ်တဲ့သူက grammar ရှင်းလင်းချက်မှာလဲဒါအတိတ်ပဲများစွာရှိရပေါ့နော်ကျုပ်စကားလုံးလေး အတိပယ်ကရင်လျင်ဒါနဲ့ချက်ချင်းပါပဲပဲပေါ့ကတဲ့ကဒီလိုမျိုးအစားရှိတဲ့ပြင်အတိပယ်တွေအများကြီးရတယ်အဲ့တော့အဲ့လိုအတိပယ်တွေကိုဘယ်လိုခါမျိုးမှာဘယ်လိုဘာသာပြန်ရမလဲဘယ်စာကြောင်းမှာဘယ်လိုဘာသာပြန်ရမလဲဆိုတော့ဟိုလိုလိုနမူနာဝါကြလေးတွေနဲ့ကြည့်ကြည့်အောင်ပေါ့နော်အဲ့တော့သူကကြတော့ကိုញ្ញန်းရှင်းလို့ခေါ်တဲ့ဒါသကစက်အနေနဲ့လည်းသုံးတယ် effect လို့ခေါ်တဲ့ဒါကိရိယာဝိသေသနာတစ်ခုအနေနဲ့လည်းသုံးတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာတော့လို့ဆိုတော့ ရင်လျင်ဆိုတဲ့ဒါကိုញ្ញန်ရှင်းလို့ခေါ်တဲ့စကဆက်အနေနဲ့အရင်ဆုံးလေ့လာကြည့်ကြရအောင်ပေါ့နော်အဲ့တော့မင်းကြိုက်ရင်ယူသွားလိုက်ပါနီးစီဝမ်ကျို့နာချွေပါနီးစီဝမ်ကျို့နာချွေပါနီးစီဝမ်ဆိုရင်မင်းဟာကြိုက်တယ်စီဝမ်ကကြိုက်တာသဘောကျတာကိုစီဝမ်လို့ခေါ်တယ်အဲ့တော့နီးစီဝမ်မင်းဟာကြိုက်တယ်ကျို့ဆိုရင်ကျို့ကယင်ဆိုရင်ဆိုတဲ့အဓိပ္ပာယ်ရတယ်နီးစီဝမ်ကျို့ 没在意，拿去吧，有多来吧。没在意，有他来吧。你喜欢就拿去吧，你喜欢就拿去吧。没在意，有多来吧。没没在意，我的车都给背来没？你不喜欢，我就送给别人。你不喜欢，我就送给别人。你不喜欢，不喜欢谁没在乎我？你不喜欢，没有没在乎,乎,乎就。 ရင်အဲ့ဒါနေပုရှိဝံကျို့တော့မင်းမကြရင်ဝအဲ့ဒါဝငါကကျို့ဆိုရင်ဆိုရင်စုံကေပြဲတာဂျာလူကိုပြေးလိုက်မယ်အဲ့တော့ကျို့ကအသုံးပြုတဲ့အခါမှာသွားဒုတိယဝါကျရဲ့ verse အရှိမထားပြီးတော့သုံးပြရတယ်ဘာသာပြန်တဲ့အခါမှာတော့ပထမဝါကျရဲ့အစုံမှဘာသာပြန်ပြရတယ်အဲ့တော့နေပုရှိဝံမင်းမကြိုက်ဘူးဝတို့စုံကေပြဲတာငါတခြားသူကိုပြေးလိုက်မယ် အော်ပူစီဝမ်နီပူစီဝမ်ဝါထရိုးစုံကေပြဲရန်နီပူစီဝမ်မေရမကြိုက်ဘူးအဲ့တော့ဆိုရင်ဆိုတဲ့စကားလုံးလေးကအဲ့ဒီရပထမဝါကြရဲ့နောက်မှာပါတာပြန်ပြရတယ်နီပူစီဝမ်မင်းမကြိုက်ဘူးဆိုရင်ဝါငါကကျို့စုံကေပြဲရန်စုံကေဆိုတာလက်ဆောင်ပေးလိုက်မှာပြဲရန်ဆိုတာတခြားသူကိုအဲ့တော့မင်းမကြိုက်ရင်ငါတခြားသူကိုလက်ဆောင်ပေးလိုက်မယ်လို့ပြောတာပေါ့နော်အဲ့တော့ကျို့ကဒုတိယဝါကျရဲ့အရှိဆုံးမှာလာတော့တာမဟုတ်ဘူး ုတိယဝါကျရဲ့ verse အရှိမထားပြီးတော့အသုံးပြရတယ်အဲ့တော့တချို့ဝါကျတွေမှာ van နဲ့စတာဖြစ်တော့ကြောင်မလို့အရှိဆုံးကစတာလဲဒုတိယဝါကျရဲ့အရှိဆုံးမှာစတာလဲဒါတွေ့လိမ့်မယ်ပေါ့နော်အဲ့တော့ဝါကျရဲ့ဒုတိယဝါကျရဲ့အရှိမထားပြီးသုံးတာမဟုတ်ဘူး verse အရှိမထားပြီးသုံးရတယ်နော်ဒီနေရာမှာဆိုလို့ရှိရင်စုံကေပေးတယ်လက်ဆောင်ပေးတယ်ဆိုအဓိပ္ပာယ်ရတယ်လက်ဆောင်ကျက် verb တစ်ခုဖြစ်တယ်ပေါ့နော်အဲ့ကြောင့်မလို့ဝါကျစုံကေပြဲတယ် ်ငါတခြားသူကိုပေးလိုက်မယ်ဒါကြောင့်မင်းမကြိုက်ရင်ငါတခြားသူကိုပေးလိုက်မယ်니푸시완워주송게비란မင်းမကြိုက်ရင်ငါတခြားသူကိုပေးလိုက်မယ်ဟာဆရာကအဲ့တော့နောက်ဆုံးနောက်တစ်ခုကကြတော့မင်းမသွားခြင်းရင်အိမ်မှာပဲထမင်းစားပေါ့မင်းမသွားခြင်းရင်အိမ်မှာပဲထမင်းစားပေါ့你不想去就在家吃饭吧。你不想去 就在这吃饭吧，你不想吃，没啊没多少钱不？就所以在家是吧？哎妈呗，啊，吃饭吧，他们仨娃然后吃饭在他们家来，就在家吃饭吧，哎妈呗，他们仨包一边有赚么多少钱，一边有省没多少钱，哎妈呗，他们仨包得了多了不呢？你不想吃，就在家吃饭吧。 你不想去，就在家吃饭吧。没么多钱，哎妈呗，他没啥吧。你不想去，就在家吃饭吧。好，大家好，龙岩都丢这个表定干啥？大家好，今天那表大家上面拿，谢谢礼物，嘟嘟，你来开那个皮的包呢？ အဲ့တော့ဇာမျက်နှာ85ကိုနောက်ထပ် BFI သင်ခန်းစာတွေမှာအတူတူပြန်လဲလေ့ကျင့်ကြမယ်လေ့လာကြမယ်ပေါ့နော်။အော်အမြဲတမ်းလေ့လာအပိနေရတဲ့အချိန်တိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။စာအုပ်လေးဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်လည်း AK Lanchine ရဲ့ပေ့ Messenger မှာဒါကိုယ့်ရဲ့နာမည်လေးတွေနေရာလိပ်စာလေးတွေဖုန်းနံပါတ်တွေပေးဖို့ပြီးတော့မှာယူလို့ရပါတယ်။အမြဲတမ်းအပိနေကြတဲ့အချိန်တိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။အော်နာဝမန်ရှာစစ်ကြဆက်ဆက်သားကြ